အားလုံးဝမင်္ဂလာပါဗျာခုတစ်ခါမှာတော့ညမအိမ်ပြန်လာခြင်းတရေပါလာမန်မသိပဲအိမ်မိကြတဲ့ဖြစ်ရမန်ရုတ်တံပြပိုင်းလေးကို တင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီပြပိုင်းလေးကိုကြည့်ပြီးတော့ဝေဖန်တုတ်တက်ပေးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာကန်ထရီနော်လေးချန်နယ်မှာပြန်လေကြိုဆိုလိုက်ပါတယ်ဗျာ နင်းတဲ့စကားပြန်ပြလာပြီးဆိုလို့ရှိရင်စကားပြောဆင်ရင်ရမှာဖြစ်တယ်နောက်ပြီးတော့ခရီးသွားတဲ့ခါမှာလည်းစကားပြောဆင်ရင်ရမှာဖြစ်တယ်ဘာလို့ဆိုတော့မြင်တွေ့နေတဲ့ဟာတွေရှိတယ်မမြင်တွေ့နေတဲ့ဟာတွေရှိတယ်เนาะကိုယ့်ရဲ့အတွေ့အကြုံတွေပြောပြတာကိုယ်ရဲ့ခရီးသွားတော့ဆိုလို့ရှိရင်အဲ့မာရှယ်လော့တွေပါလည်းမရှိသေးဘူးလွတ်လပ်နင်းတဲ့စကားသွားလာလို့ရတယ်အဲ့ဒီအချိန်ကမှကိုတူမရင်နဲ့ကိုသမီးရင်နဲ့ကခရီးသွားတယ်ခရီးသွားတဲ့ခါမှာအမျိုးအိမ်မှာပဲတဲတယ်တဲတယ်အပေါ်တက်တစ်ထပ်လုံးမှာတိုင်းစီပြီးတော့အိတ်တယ်ဘင်းမောက်လေးဖွင့်ထားတယ်လာပင်လေးဖြစ်တယ်နောက်မီးတွေလည်းထွန်းထားတယ်အဲ့ဒီအချိန်မှာကလေးတွေကနေပြီးတော့ဒီညဘက်ကိုသူတို့အပြင်မှာ ရှောက်လဲမယ်ဆိုပြီးတော့ရှောက်တော့ရတယ်ပေါ့တော့တော့ရတဲ့ခါမှာ17နိုင်နဲ့17နိုင်ကြားမှာသူပြန်လာရတယ်ပြန်လာတဲ့အချိန်ကမှအရှိုးရှိုးအိမ်ထဲဝင်လာရပြီးတန်ရှင်းရှင်းလုပ်ကြတယ်အိတ်ဖို့အတွက်သူပြင်ဆင်တယ်နောက်ဆုံးဒီမာလေးတက်သွားကြတော့သူဘိုက်ဆိုင်စားဖို့ဆိုပြီးသူအထုတ်ကလေးပါလာတယ်အဲ့တော့အိတ်ထုတ်ကလေးကခြံတကားအပြင်မှာပြုတ်ကြသွားတယ်ပြုတ်ကြသွားတော့တမိမကောက်နဲ့တော့အညာဘက်ကြီးဖြစ်နေပြီးအစားတော့ယူမလာနဲ့တော့ထားခက်လိုက်တော့ဆိုပြီးကိုကလှမ်းပြုတ်လိုက်တဲ့အခါမှာ အဲ့တူမလေးကရီမွားပြီးတော့အန်နီဆိုဘာလေးကြောက်နာလဲဘာမှမဖြစ်ဘူးသမီးဘိုက်စာလို့စားဖို့ဝယ်လာတာစားရင်လည်းလူလိုက်ခဲ့ဆိုပြီးတော့ရီမွားပြီးအဲ့လိုမျိုးပြောတာအဲ့အဲ့လိုမပြောရဘူးဆိုကိုပြောမှရှိတယ်သူကအဲ့လိုမျိုးကိုပြောလိုက်တယ်တော့ပြောပြီးတော့သူဝင်လာတယ်သူကတန်ရှင်းမလို့ဘူးဝယ်စားမလဲဘူးအိမ်မုတ်တွေပါတယ်သူကလာတဲ့အုပ်စားဘာလဲဆိုတော့အမဲသားနဲ့ပလာတာတော့နော်မန္တလေးပေါ့နော်မန္တလေးကိုသွားတော့က အဲ့အမဲသားတဲ့ပလာတာတုတ်ကိုသူဝဲလာပြီးသူစားတာနော်စားကျင်လိုက်ခဲ့ပေါ့ဆိုပြီးတော့လေသူပြောလာတာနော်အဲ့ဒါနဲ့သူဆက်တော့ပြီးအပေါ်ကိုတက်လာတဲ့အစုံဆုံးပေါ့သူတော့ပြီးအိတ်တယ်နော်အဲ့ဒီအချိန်မှာအာရုံအိပ်ပြီးတဲ့ဆိုတော့တမီးကြီးကနေပြီးတော့အမေကြောက်တယ်ကြောက်တယ်ဆိုစက်သိန်းတွေထားပြီးသူအရန်တုံတယ်ဟဲ့ဘာကြောက်တာတော့တမီးမီးတယ်ထွန်းလာတယ်လာရတယ်တာနာပဲလာပြေးနေယူလင်းထိန်တာပဲကြောက်စရာမရှိတော့မဟုတ်မဟုတ်ဘူးလေဟိုမှာလည်းခေါင်းပြကြီးတဲ့ဟို စပင်ဖားလိုက်တဲ့ဒီဘက်ကိုတိတ်မလို့အခမ်းဘက်ကိုရွေ့လာပြီးတဲ့ပြောတယ်အဟာအဲ့နဲ့ဘာမှမရှိဘူးပေါ့နော်ဆိုပြီးသူ့ကိုဖက်ထားတယ်အဲ့နဲ့ပြီးတော့သူ့ကိုဖះကန်ဘက်ကိုခေါ်သွားရင်နေရာရွှေ့လိုက်တယ်အဲ့ဒီအချိန်ကမှဇလန်ကစလာပဲဘေးနာတူမာလေးကတခါထပြီးရှီရောရှီရာမတော်တော်လေးကိုရှီတာအဲ့နဲ့ဟဲ့တိတ်မလို့မရှိနေတော့မိုးချုပ်နေပြီညနေတကောင်ကြီးဖြစ်နေပြီမနေ့မှပဲရှီကြတော့ပတ်ဝန်းကျင်ကျရင်မကောင်းဘူးလို့ပြောတဲ့ခါမှသူကရက်သွားတယ်ရက်သွားပြီးတော့ဒီပြင်တူမာတယောက်ကိုဆက်ကူးသွားပြီးတော့ရှီပြန်အဲ့ရှီတဲ့ခါမှအသေးထောင်ရှီတာကိုခက်ခက်ကိုဖြစ်ပြီးတော့ရှီတာအဲ့နဲ့ကိုကစိတ်ကလည်းတူလာနဲ့တပည့်စီလေးထောင် င်တာအတွက်လေဘက်စီကိုကင်လိုက်တယ်မင်းကလေးအဲ့လောက်ထိယူလို့မကောင်းတော့နင်းတို့ငါပြောလို့မရရင်ငါရိုက်တော့မှာလို့ပြောပြောသူကအဲ့လိုမျိုးပက်လက်လှန်ပြီးအိတ်နေရနေပေါ့ဒီလိုငေါက်ခနဲ့ထထိုင်တယ်နော်အဲ့လိုမျိုးပုံလွတ်လိုက်တယ်နော်အဲ့လိုပုံလေးဖြစ်သွားပြီးတော့သူပြန်ပြီးတော့လှဲလိုက်ပြီးတော့နောက်တစ်ယောက်ကိုဆက်ပြီးတော့ကူးတယ်ဆက်ဆက်ဟိုမုတ်ထုတ်ပြုတ်ကျလာတဲ့ကောင်မလေးကြီးကိုဆက်ပြီးတော့ကူးတယ်ရှီတာမှတရေကားတဲ့အတိုင်းခိုးခိုးကိတ်ကိတ်ကိုရှီတာမှမနာမနေဘူးရှီတာအဲ့ဒါနဲ့ အဲ့ဟိုဘေးနာဘေးနာအတိတောက်ကကွာဖုန်းဆက်ပြီးတော့ဖုန်းဆက်ပြီးတော့ကွာပြောတဲ့ခါမှာတို့ရောတို့လင်မြတ်နဲ့ကရောက်လာပြီးတော့ကဲနင်ဘာလို့စိတ်ပရိသေးယူတာလဲဘန်းမို့ပြီးတော့နင်ဘာလို့ဒီလိုခလေးတို့နှောက်ချက်တာလဲပြောဆိုငါပျော်လို့သူတို့နဲ့လိုက်လာတာပါတဲ့ तू ကခေါ်လာတော့ငါလိုက်လာတာပါငါဘာမှမလုပ်ပါဘူးဆိုသူကပြောတယ်အဲအဲ့လိုဆက်ပြီးတော့ဆက်ပြီးတော့ပြောပြအောင်ပဲเนาะအဲ့လိုမျိုးရီလိုက်တာမှလေရီလိုက်တာမှတကယ်ကိုတရေကားတဲ့ကဟိုရီတဲ့ပုံစံအတိုင်းကိုရှိတာเนาะခုခုခေတ်ခေတ်နဲ့အမဟို အရှိကိုကုန်းလိုက်အနာကိုလှမ်းသွားလိုက်တော့နော်ရှိတာရှိတာမှဟိုမိနစ်40လောက်ကိုကြာမယ်အကြာကြီးတော့ရှိတာအဲ့ဒါနဲ့အဲ့ဘေးရဘေးရဟိုကိုခေါ်လိုက်တဲ့မိဆွေလင်မင်းနဲ့ကလည်းဟိုသူတို့ကလည်းအတွေ့အကြုံရှိတယ်ထင်ပါတယ်အသက်အရွယ်အပြင်ဆိုလို့ရှိရင်လည်း50 60လောက်ဖြစ်နေပြီပေါ့နော်အဲ့သူတို့ကနေပြီးတော့ကဲအဲ့လိုနေကြီးမယ်ပျော်လို့နေကြီးမယ်ဆိုရင်လည်းအေးဆေးကြီးဘလူ့ကမှဖနောက်ရှင်နေနေကြီးရီပြီးလို့ရှိရင်တော့နေပြန်ပြီးတော့ကိုယ့်နေရာကိုပြန်သွားတော့ဆိုပြီးသွားအဲ့လိုမျိုးပျော်ပြီးတော့သွားတဲ့ဗတိတွေစိတ်ပြီးတော့သွား ဟိုဟာပေါ့စောင့်တယ်ပေါ့သူအရှိတဲ့တယ်မှာပဲသူထိုင်ပြီးတော့နေလားအဲ့ဒါလည်းသူရှိတာပဲခြေောက်ကြီးဆင်းပြီးတော့လေခြေောက်ကြီးဆင်းပြီးတော့ဇင်မရတဲ့ဖားလာချရတဲ့နောက်ပြင်းစင်းလာအပြန်ပြန်လာတဲ့ဝေစားရတယ်မလက်ထားဘူးတော့စဉ်းစားကြည့်လိုက်တော့နော်အဲ့တော့ခလေးတွေအကုန်လုံးကလေကို့နားမှာဝိုင်းပြီးတော့အကုန်လုံးကလေကြောက်တာကြောက်တာအဲ့အဲ့ရေတဲ့ခလေးမှလေးကိုပဲကြည့်နေတာတူမလေးကိုပဲကြည့်နေတာကို့နားမှာပဲခလေးတွေအကုန်လုံးကဝိုင်းပြီးတော့ကြောက်နေကြတာအဲ့နဲ့ရေလိုက်တော့မှမိနစ်30 40လောက်ကိုကြာတယ်တော်တော်ကြာတယ်ရှိတာမှကိုကကကိုဖြစ်နေတာပဲရှိတာမှအဲ့ဒါနဲ့ ဲ့လိုမျိုးရည်လဲပြီးွားရောအေးဟိုစောစောမိတ်ဆွေကနေပြောသူ့ကိုပြောတယ်နင်ရည်ပြီးရင်နင်နန်းကိုနင်သွားနှောက်ရှက်ဘာမှမပေးနဲ့နင်ကိုနင်ပြောတဲ့ဂတိတိုင်းပဲတီးဆိုပြီးပြောတယ်သူကလည်းအမှမိနစ်30ကျော်40လောက်တည်းကြာတော့သူအဲ့ကောင်မလေးကပက်လက်လှမ်းပြီးတော့ငိန်ွားငိန်ွားပြီးတော့သူထွက်သွားရပေါ့နော်ထွက်သွားရထင်တာပဲအဲ့တော့ငိန်ွားငိန်ွားတဲ့ခါကျတော့မသူ့ကိုအေးဖရားရဲ့ရေမန်းလေးပါလေအကုန်လုံးပေါ့နော်ရေမန်းလေးပါတိုက်ပြီးတော့အမှအခန်းကိုတန်းရှင်းရေးပါလေလှုပ်လှုပ်ပြီးတော့မှပဲအားလုံးကအစင်ပြေသွားတာအိတ်နိုင်သွားတာအိတ်နိုင်သွားတာဖြစ်တယ်နော်အဲ့ဒီတော့ကြောင့် နောက်ပြီးအေးဒီမှာလို့မေးကြည့်တော့ तू ဘာမှမသိဘူး तू မောနေ ူမောနဲ့မောနော်သူကမတရားသဖြင့်သူကဇက်ကကြီးတို့ကိုသူကရီရတာကိုအရှိ့ကိုချောက်ကြီးဆင်းပြီးတော့ကုန်းလိုက်ပလက်လှမ်းွားလိုက်ရီလိုက်ဟာတခါတော့အတန်ဝင်လေးအမျိုးဆုံးတကယ်တရေကားတွေကတရေမာလေးတွေရီတဲ့အတိုင်းကိုဖြစ်နေတာနော်တော်တော်ဆိုးဆိုးပါပါလို့အဲ့ဒီလိုမျိုးအတွေ့အကြုံတွေရှိတဲ့အတွက်ကြောင့်ကလေးတွေကိုလည်းပြောရတယ်ခကြီးသွားတဲ့အခါဖြစ်ဖြစ်ညနေသကောင်းလေးဖြစ်ဖြစ်နော်ဒီပပန်း၄၀စကားတို့ကိုဟိုထင်ရမရလေးကိုစွတ်ပြီးတော့မပြောကြနဲ့လို့မပြောကြနဲ့နော်သူ့ဟာနဲ့သူကတော့အကုန်လုံးကရှိပြီးသားတွေဖြစ်တဲ့အတွက်ကြောင့်မပြောတာအကောင်းဆုံးပဲ ဟောညနေတောင်ဆိုတာပိုဆိုးတယ်ပိုဆိုးတယ်နော်လူတွေလည်းထွက်တဲ့အချိန်ပြောဒီပြင်ဟိုမင်းမရတဲ့အားတွေထွက်နေကြတဲ့အချိန်ကြီးဖြစ်တဲ့အတွက်ကြောင့်အားလုံးစင်ကြယ်နိုင်ကြအောင်လို့ပြောပြတာဖြစ်ပါတယ်လူငယ်တွေတော်တော်များများကတော့ဒါလိုဟိုယုံကြမှာလည်းယုံမယ်မြုံရင်လည်းမြုံဘောနော်ကိုယ်တည်းယုံတဲ့လူမဟုတ်ဘူးယုံတဲ့လူအစားရမှာမပါဘူးကိုယ်တိုင်အဲ့ဒီကြုံတွေ့လိုက်တော့မှမျက်ဝါးထင်ထင်ဟောဒါဒီလိုတကယ်ပါလားဆိုတာကိုဝင်ဝင်ပြီးတော့နော်တော်သေးတယ်ပြောပြောရှင်ရှင်နဲ့ရည်တက်တဲ့တည်းရဲ့ဖြစ်နေလို့နော်အနောက်ချက်ပေးတဲ့ဟာမဟုတ်လို့တော်သေးတယ်နော်အဲ့တော့အားလုံးစင်ကြယ်နိုင်ကြပါစေလို့